မင်းပေါင်းနဲ့အလွယ်တကူချက်စားလို့ရတဲ့စိမ့်စိမ့်မူမွေးပဲထမင်းလေးချက်စားကြမယ်။ပရိုတင်းနဲ့ကြွယ်ဝလို့ခလျော်လူကြီးနဲ့ပါတင့်တော်တဲ့ပဲထမင်းကိုကြိုက်ကြရတဲ့သူရှိလား။ယူလီယာကတော့အရင်ကြိုက်ပါရဲ့ရှင်။အရင်ဆုံးညကလေးကကလေးပဲလေးတစ်ခွက်ကိုရေစိမ်ထားပါမယ်။စံကိုတော့ချက်ခံနေတနားရီလောက်လို့မှရေစိပြီးရေစိမ်ထားပါမယ်။ပြီးရင်တော့အနံထဲဖို့အတွက်ကြက်သွန်နီကိုစီတက်ပြီးကလေးဝီးရဲ့နန်းနဲ့တစ်ချိုးကောက်လက်နှက်စစ်နဲ့ဇီယာအနှဲငယ်ကိုစီတက်တဲ့ထက်မှွေပေးပါမယ်။ အနံလေးတွေမွေးလာရင်တော့ရေစစ်ထားတဲ့ပဲကိုထည့်ပါမယ်ရှင်။တချို့ပဲတွေကရေစယုံနဲ့မရရင်ပြုတ်ပြီးမှထည့်လို့ရပါတယ်နော်။ပဲကိုနာနာလေးလုံးပြီးရင်တော့ရေစစ်ထားတဲ့ဆန်တွေထည့်ပါမယ်။ပြီးရင်တော့အားလုံးကိုတမအမွေပေးပါမယ်။တော်သေးချာမွေပြီးသွားရင်တော့ပိုးချပြီးပေါင်ရဲကိုထမင်းချက်တလို့ထည့်ချက်လို့ရပါပြီရှင်။ ရေကိုတော့ချိန်ဆပြီးတော့ထည့်ပေးပါ။ယူလီယာတော့ဆန်2ဘူးခွဲပဲ2ဘူးကိုရေ1လီတာနီးပါးထည့်ပါရတယ်။တချို့ကလည်းထမင်းချက်တလို့ပဲရေထည့်ပါရတယ်။အရသာအတွက်စားလက်ဖက်ရည်စုံတစ်စုံခွဲသကြား2စုံဟင်းချုံမိုစုံတစ်ဝက်ထည့်ပြီးအရသာလေးနှာမှွေပေးပါမယ်။သမီးတစ်ခါချက်စာလောက်ကြာပြီးရင်တော့အနက်နဲ့တွေမှွေးပြန့်နှွေးထွေးတဲ့ပဲသမီးလေးရပါပြီရှင်။ ။မနေ့ကအမင်းနဲ့လေးလဲကြံသေးတော့ပဲထမင်းလေးချက်ပြီးကိုရိုင်းဖောက်ထားတဲ့ပဲပင်ပောက်ကိုတံမြာသီးလေးနဲ့အချင်းတုပ်ပြီးတွဲဆားလိုက်ရင်အရန်လိုက်ဖက်တဲ့တွဲဆက်လေးပေါ့နော်။စားပြီးရင်တော့မိုးအေးအေးမှစားတအုပ်ကော်ဖီတစ်ခွက်ဖြော်ပြီးတော့ဇိမ်းနဲ့နှက်ပြီးရှင်။အားလုံးလည်းချက်စားကြည့်ကြပါအောင်နော်။နောက်တစ်ခါစပူဆောင်လေးမှာဘိုင်းနဲ့ချက်ပြမလဲဆိုတော့စောင့်ကြည့်ပေးပါအောင်နော်။အားလုံးပဲဘိုင်ဘိုင်။